။ဟာလုမေမင်္ဂလာပါရှင်။ကျမတို့ရဲ့ဒုတာဆောင်အင်တာနက်မှကနေပြန်လဲကျူစလိုက်ပါရယ်။ဒီကနေ့မှာတော့ကျမတို့ရဲ့ဗန်ဝင်းစင်မှာလူများစုကအမှန်လို့ယူဆထားကြပေမဲ့တကယ်လက်တွေ့မှာတော့မားရနေတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ရှင်ငားရီမှာသုံးဆက်ခန်းစာမှတ်ညံပဲရှိရဲ့ရှင်ငားရီမှာသုံးဆက်ခန်းစာမှတ်ညံပဲရှိတယ်ဆိုတာတကယ်တော့မဟုတ်ပါဘူးရှင်ငားရီဟာသုံးဆက်ခန်းစာတိုင်း မိထက်ပြီးတော့အုံတော့မကောင်းတဲ့ရင်းနှီးတတဝါတွေမဟုတ်ပါဘူးသူတို့မှာလွန်ခဲ့တဲ့လပေါင်းများစွာကမျက်ညံနေရှိပြီးတော့လူရဲ့မျက်နာတွေပုံစံတွေအစာကျွေးချိန်တွေကိုပါပတ်မိနိုင်ပါတယ်နီလာဆန်သက်ချက်တချို့မှာတော့သိပ္ပံပညာရှင်တွေဟာရှင်ငါးတွေကိုအစာစားချည်ရင်ဒီဗာကိုတွန်းမှုနဲ့သိငဲ့တဲ့ဝင်ကဘာတွေကိုဖျက်တမ်းဖို့သင်ချပြည့်ခဲ့ပြီးရဲ့နောက်မှာတော့ရသက်တပတ်ကြတဲ့အထိသူတို့တွေဟာ ဟဲဒီအချင်းကိုမမေ့ပဲမမိနေပါရဲ့သူတို့ဟာအစာကျွေးတဲ့သူတွေနဲ့လူစိမ်းတွေကိုတော့မတူညီတဲ့တုံ့ပြန်မှုတွေပြသကြပါရဲ့ဒုံဆကမညံဆိုတဲ့ယူဆမှာကဖေးရဆလာတဲ့ဆိုတာထိကြကြမသိရပါနဲ့အိမ်မွေးသရေဆန်ဒီရဲ့ပြုမှုကိုဒေချာနားမလဲတဲ့တခေနေကဒီစုရခနဲ့စတယ်လို့ယူဆရပါတယ်တကယ်တော့ရွှေငါးတွေမှာသူတို့ရဲ့ရေစားနဲ့မလိုက်အောင် အန်အော့စ်ခရကောင်းပြီးရှုပ်ထွေးတဲ့ဦးနှောက်လည်းရှိပြီးတော့အခြားကြောရရှိတဲ့တဝါတွေမျိုးတည်ယူနိုင်တဲ့စွမ်းရည်တွေနဲ့ရှိပါတယ်။တင်ဝင်လာတဲ့အခါတင့်ငါကမန်နေယန်စီကို ရေကူးလိုက်ရင်အဲ့ဒါကပုံမှန်ဖြစ်နေကြမဟုတ်ပဲတင်ထင်းလာတာကူတင့်ရဲ့ရှင်ငါကတင့်ကိုဖမိနေတာကြောင့်ပဲဖြစ်ပါတယ်။မဟာဒရိုင်းကြီးကိုအဝေးချိမှန်ပြောင်းမပါဘဲ ်အခါထတဲ့ခါနေနေနိုင်နေဆိုတာလည်းမားပါတယ်မဟာတိုင်းကြီးကကဘာမှာအရှိဆုံးတိုင်းကြီးဖြစ်ပေမဲ့ဒီချက်ကတော့အနုအချုပ်ချက်က ပြောဆိုထားတာဖြစ်ပါတယ်အခါထတဲ့ခါနေနေနိုင်နေဆိုတဲ့ဆိုဟာသင်္ခုအ30ခုနှစ်ဝန်းကျင်ကဗြိတိရှာကျောင်းသုံးဖက်စာအုပ်ထဲကနေစခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်ကဘသူမှအခါထတဲ့ကို မရောက်ဖူးသေးပါဘူးနောက်ပိုင်းမှာတော့အခါထရှင်မူးတွေက အဝေးချိမှန်ပြောင်းမပပဲမမြင်နိုင်ဘူးလို့အတည်ပြုခဲ့ပါတယ်။မဟာဒရိုင်းကအယံချင်းလို့မီအနီးနားကမြင်းနားကျင်းနဲ့အနောဆင်တူတဲ့ဒေသခံကြောင့်တုံးလေးရွှင်စည်းတွေနဲ့တိဆောက်ထားတာကြောင့်ပါ။ပြည်ပြေဆုံးတဲ့အလင်းရောင်အောင်မှာအဝေးချိမှန်ပြောင်းလဲဆိုရင်တော့မြင်နိုင်ပေမဲ့အဲ့ဒါကအခါသားတွေကနေမျက်စိနဲ့ဓာတ်ရိုက်မြင်ရတာတော့မဟုတ်ပါဘူး။နာသာရဲ့ဆုံးဖြတ်ချက်ကတော့အဝေးကြီးကရိယာမပါဘဲမမြင်နိုင်ဘူးလို့ဆိုပါတယ် တည်ဆုံးမိခဲ့နောက်မှာဇဗေနဲ့သတဲ့တွေဟာဆက်ပြီးတော့ရှင်းနေတယ်ဆိုတာမှားပါတယ်။ဒီယူဆကကြောက်ဖို့ကောင်းတယ်လို့ဌာနကြီးတစ်သက်တစ်ခုပဲဖြစ်ပါတယ်။တည်ဆုံးမိရဲ့နောက်မှာဇဗေနဲ့သတဲ့တွေက ရှိမလာပါဘူး။တင့်အီရီပြကအချုပ်သွားပြီးခြောက်သွားတာကြောင့်ရှိနေရဲ့လို့အမိမယင်ကြတာပါ။နာသေးရီနဲ့ဇပိနွေရှေထွက်ကိုတောင်းဝင်ယူရတဲ့ဆဲတွေကအောက်ဆီဂျင်နဲ့သွေးစီးဆင်းမှုကိုလိုအပ်ပြီးတော့တည်ဆုံသွားပြီဆိုတာနဲ့ အဲ့ဒါတွေကဟန်လီရဲ့ညံပဲပြောက်ကွယ်သွားပါတော့တယ်။အဲ့ဒါကြောင့်ဟီပြက်က၆တိသွားပြီးတော့နှစ်သဲခြေသဲနဲ့စပင်းတွေက ပူပြီးတော့ရှည်လာတယ်လို့ထင်ရစေတာဖြစ်ပါတယ်။ဘူမီဝတိုင်ပေါ်ကနေအချွေစီကိုပြစ်ချရင်လူကိုဖိစီနိုင်နေဆိုတာမှားပါတယ်။ဒီရဲ့ခုခံအားစနစ်ဆိုတာရှိပါတယ်။လျှော့ချလာနေတဲ့အချွေစီဟာကြီးစံမဟုတ်ပါဘူး။ ။တဟာဆွဲအားရှိတဲ့ငွေလေးငါတစ်ခုပါ။အချွေစီဟာဒဏ္ဍာရီကို25မိုင်ကနေမိုင်30လောက်ရှိတဲ့စုံမတ်ကိုရောက်တာနဲ့ပူပြီးတော့အချိန်မတင်နိုင်တော့ပဲ။ဘင်းလန်နဲ့မြားသစင်းလိုမျိုးလှင်မျောသွားပါတော့တယ်။သူကငါကျင်စေနိုင်တယ်။အညိုအမဲဖြစ်စေနိုင်တယ်။ဒါပေမဲ့တင့်ရဲ့ဥကောင်းကိုချီဆန်းလိုမျိုးဖောက်ထွင်းဝေရောက်သွားမှာတော့မဟုတ်ပါဘူး။နန်တိုးတွေက အနီရောင်ကိုဘုံနဲ့ဆူတာလဲ မှန်တော့မဟုတ်ပါဘူး။နှသူတွေကဒေါသထွက်ပြီးတက်ခိုက်တာဟာအန်ဒီယောင်ကြောင့်မဟုတ်ပါဘူး။လူတွေက အနီအစိအပြာစတဲ့အယောင်သုံးယောင်ကိုမြင်နိုင်တဲ့ရလုံးထဲမှာ consent ဆိုတာရှိပါရဲ့။နှသူတွေမှာတော့ consent နှစ်မျိုးသာရှိတဲ့အတွက်လူတချို့မှာဖြစ်တတ်တဲ့ color blind ဆိုတာမျိုးနဲ့အဆင်တူပါရဲ့။သူတို့ကိုတကယ်ဆက်လို့ရှားစီတာကလူရဲ့လှူရှားမှုကြောင့်ဖြစ်ပြီး အယောင်ကြောင့်မဟုတ်ပါဘူး။ဟိုင်းထားနေတဲ့အဝိစာဒုက္ခနာကိုအနေထားနဲ့ပရိသတ်တွေရဲ့အဟိတ္တနဲ့ကနှသူတွေကို စိတ်ပစ္စည်းမှုပုံများစေပြီးတော့ဒေါသထွက်စေတာပဲဖြစ်ပါတယ်။ရင်တဲ့အကြရဲနပိုလီယံနာဘတ်ဟာအရက်ဖူးတဲ့အတွက်စိတ်ကြီးဝင်ပြီးစစ်ပွဲတွေဖန်နေခဲ့တယ်လို့ကစားရစားဝင်ရှိခဲ့မှုပါတယ်။အမှန်ကတော့နပိုလီယံရဲ့အရက်က၅ပေခုနလမှာ စင်တီမီတာနဲ့ဆိုရင်တော့180စင်တီမီတာလောက်ရှိပြီးတော့ဒါဟာအဲဒီခက်ကပြင်သစ်မျိုးသားတွေရဲ့ကြံ့ညအရက်ပါပဲသူ့ရဲ့ပြုတယ်ဆိုတဲ့အယူဆဟာပြင်သစ်နဲ့ပြည်ထရှာရဲ့လက်မအတိုင်းတာ꿰ကြမှုနဲ့အတူပြည်ထရှာတို့ရဲ့ warps ဟမှုကနေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ညကလေးတွေကိုကြိုက်မိရင်သူတို့အမေကစွန့်ပစ်သွားလိမ့်မယ်။ဒါကတကယ်တော့မှားပါရဲ့။ညမေတွေကအဲ့တလောက်ထိအကဲဆက်လုံးနာတော့မဟုတ်ပါဘူး။ ငှက်အများစုကအနက်ခနိုင်စွာအနော်အားနေပြီးတော့သူရဲ့အနံ့ကိုလုံးဝမတိပါဘူး။နှမရေဟာသူတို့ရဲ့တားငယ်တွေကိုအနံ့နဲ့မဟုတ်ပဲအသွေးအပြင်းနဲ့အတန်ကိုအဓိကထားပြီးတော့မှတ်မိကြတာပါ။ငှက်ပေါက်လေးရဲ့ဇိုက်ထဲကတုတ်ကျသွားရင်တော့အသိုက်ထဲကိုရက်ထည့်ပေးတာကအနည်းငယ်မရှိပါဘူး။ဒါပေမဲ့အသိုက်တစ်ခုလုံးကိုလူကထိပြီးတောက်ရှက်မိရင်တော့ညက်မေးကဆွန့်ပြစ်သွားနိုင်ပါတယ်။ တောမတ်အက်ဒီဆင်ဟာမိတိကိုပထမဆုံးတည်ထင်ခဲ့တယ်ဆိုတာလည်းမှားပါရဲ့အက်ဒီဆင်ဟာမိတိကိုပထမဆုံးတည်ထင်ခဲ့သူမဟုတ်ပါဘူးကမ္မတိုင်ပြီးညပောင်များစွာကတည်းကတခြားသိပ္ပံပညာရှင်တွေဖြစ်တဲ့ Humphrey Davies ဂျိုးဆပ်ဆမ်နိုဟာမိလုံးလေးကိုစမ်းသပ်ဖန်တီးခဲ့ချပြီးပါပြီအက်ဒီဆင်ရဲ့ကြီးမားတဲ့အောင်မြင်မှုကတော့မိနှောင်းကို တတွေ့ချက်ချနဲ့အကြာကြီးအသုံးပြုနိုင်ပြီးတော့စက်ရုံအစ်စ်ထုတ်လုပ်နိုင်ခဲ့တဲ့အတွက်လူအများသိရဲ့မီတီဒီထရင်သူဆိုတဲ့ခုံတူနဲ့ဟက်ဒီဆန်ဟာနာမည်ကျော်သွားခဲ့ရပါ ကီလိုမျိုးဆဲဝန်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဒီလိုက်ရလို့ကျေးနပ်မယ်လို့ညွှန်လင်းမိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်နဲ့ဆောင်ပြေးကြပါမယ်ရှင် အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်